ADHD ဆိုတဲ့ဒီအာရုံကြောဆိုင်ပြဿနာတစ်ခုအားလုံးကြားမှုရလာမှာမြင်နော်ဒီမကြားမှုရင်လည်းကျွန်တော်ပြောပြပါမယ်။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာဒါကြီးကစိတ်နဲ့ကိစ္စမဟုတ်ဘူး။ဘာဖြစ်လဲဆိုတော့လူ၁၀ယောက်မှာတစ်ယောက်လောက်က ADHD ဖြစ်နေတတ်တယ်တဲ့နော်။အဲ့တော့ဖြစ်နေတတ်တယ်မဟုတ်ဖြစ်ကိုဖြစ်နေရပါနော်။အဲ့စစ်တမ်းတွေရအောင်ပြောတာ။အဲ့ကြောင့်မို့ကိုပတ်ဝန်းကျင်မှာလူ၁၀ယောက်ရှိရင်အဲ့ထဲမှာအနည်းဆုံးတစ်ယောက်ကတော့ ADHD ချင်းနေပေါ့ရှိနေရမယ်။အဲ့ကြောင့်မို့ဒီဗီဒီယိုလို့စုံလိုက်ကြည့်ပါလို့ကျွန်တော်ကြံပေးပါရစေ။ဘာကြောင့်လဲဆိုတော့ကိုကိုယ်တိုင်နဲ့ ADHD ဖြစ်နေနိုင်လို့ဖြစ်ပါရပါနော်။ဒီတွေကလက္ခဏာတွေနဲ့မြန် တော်တော်များများတူနေခဲ့မယ်ဆိုရင်ငါ ADHD များဖြစ်နေသလားဆိုပြီးတော့ဒီစိတ်ရောဂါအထူးကူဆရာဝန်နဲ့တရားတော်ပြပြီးတော့တိုင်ပင်သိနေပါတော့အဲ့တော့စကားမဆက်ပြောရလို့ရှိရင်ကျွန်တော်လည်းဒီ ADHD နဲ့ပတ်သက်တဲ့ symptom တော်တော်များများကျွန်တော်မှလည်းရှိနေရပါတော့အဲ့တော့ကျွန်တော်လည်းဒီ ADHD လို့ကျွန်တော်ကိုကျွန်တော်ဒါကျွန်တော်ယူဆထားတယ်ပါတော့ဖြစ်ဖို့ရရင်တော့တော်တော်များပါလေဘာပြောလဲဆိုတော့ကျွန်တော်ဒီ ADHD နဲ့ပတ်သက်တဲ့ဟာတွေတော်တော်များကျွန်တော်ငယ်စဉ်ဘဝတွေတော်တော်များဖြစ်ခဲ့တာပါတော့အဲ့တော့ကျွန်တော်ကြီးတော့မှတဖြည်းဖြည်းနဲ့ကျွန်တော်သိလာတယ်စာရီးဂိတ်လာတယ် ီစေပညာနဲ့ပတ်သက်ပြီးလေ့လာရင်းနဲ့ဆောင်ဖြစ်လာရင်နောက်ပိုင်းမှာဆောင်ဖြစ်လာခြင်းနဲ့သိတာမှာပေါ့နောက်ပိုင်းတဖြည်းဖြည်းဖြည်းနဲ့မှကျွန်တော်ဖြည်းဖြည်းနဲ့သိတာပါပေါ့ဒါကြောင့်မလို့ကျွန်တော်ဒီဗီဒီယိုမှာပေါ့နော်ဒီလူကြီးတွေမှာဖြစ်တတ်တဲ့ ADHD အကြောင်းကိုကျွန်တော် sharing လုပ်ပေးပါမယ်အဲ့တော့ကလေးတွေမှာ ADHD ဖြစ်ရုံနဲ့မကအောင်လူကြီးတွေမှာလည်း ADHD ဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်မလို့လူကြီးတွေမှာ ADHD ဖြစ်ပြီဆိုရင်ဘယ်လိုလက္ခဏာတွေပြတတ်တယ်လဲဘယ်လိုဒုက္ခတွေကြုံတွေ့ရတယ်လဲပေါ့နော်ဘလိုမျိုးကုသလို့ရတယ်အဲ့ဒါလေးကျွန်တော်နဲ့အတူဆွေးနွေးကြည့်အောင်เนาะကျွန်တော်ကတော့ AN channel မှာကြက်မိုက်ပြီးတော့အများနဲ့တင်ဆက်ပေးနေတယ် ဒေါက်တာယူပါဖြစ်ပါတယ်ဒီတော့ဗီဒီယိုလေးကိုစရအောင်နော် တော့အရင်ဆုံးကျွန်တော်ဒီ ADHD ဆိုတာဘာလဲဆိုတာ ਨੇ မိတ်ဆက်ပေးခြင်းပါတယ်ဗောနော်ဒီ ADHD ကိုယောဂလို့တော့သတ်မှတ်လို့တော့မရဘူးသူကကျွန်တော်ကဒီအာရုံရောစံပြဿနာတစ်ခုပေါ့ဗျာအဲ့လိုပဲကျွန်တော်သုံးသပ်လို့ရတာဗောနော်အဲ့တော့သူ့ရဲ့အရှိကောက်က attention deficit hyperactivity disorder ဗောအဲ့တော့ကလေးတွေမှာဆိုလို့ရှိရင်တော့အတက်ကြွလွန်တာဗောဗျာခနာမငြင်းတဲ့ကလေးတွေလို့တော့များသိကြရဗောနော်အာရုံစိုက်လို့မရဘူးခနာမငြင်းဘူးဗောနော်လူကြီးတွေမှာကျတော့ဒီခနာမငြင်းတဲ့ပြဿနာတချို့တော့ရှိတယ်ဒါပေမဲ့ အဲ့လိုမဟုတ်ဘဲနဲ့နောက်ထပ်ပြဿနာတွေထပ်အစ်စ်တွေထပ်ရှိရပါတော့အဲ့တော့ Clean ADHD တဲ့ပတ်သက်တာကိုကျွန်တော်ကဒီ Papama Channel ပေါ့နော်ကျွန်တော်နောက်ထပ် Channel ခွဲဖြစ်တယ် Papama Channel မှာကျွန်တော် ပြောပြထားပြီးသားဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာလည်းကျွန်တော်နောက်ပိုင်းတော့ပြန်ပြောပြဖို့ရှိပါတယ်ဒါပေမဲ့ကျွန်တော်ဒီ video မှာတော့ကျွန်တော်ကဒီလူကြီး ADHD ကိုပဲဆွေးနွေးနေတာဆိုတော့ Clean နဲ့ပတ်သက်တဲ့ ADHD ကိုကျွန်တော်ခြံထားခဲ့တယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ကဒီ ပြောရရင်တော့ဒီ ADHD ကိုကျွန်တော်၃ပိုင်းခွဲလို့ရတယ်လို့ပြောကြတယ်။အဲ့တော့အဲ့ဒါလည်းခလေးမလူကြီးမှအတူတူပဲပေါ့နော်။အဲ့တော့ပထမတစ်ပိုင်းကတော့သူက attention deficit disorder ပေါ့နော်။ဒီအာရုံစူးစိုက်လို့ပဲမရတာ။စိတ်အာရုံစူးစိုက်လို့မရဘူး။တခုဆို concentration လုပ်လို့မရဘူး။ဟိုတခုပုံမှာစူးစိုက်ပြီးတော့အလုပ်လုပ်လို့မရဘူး။စာဖတ်လို့မရဘူး။အဲ့လိုမျိုးဒီချွင်းဝင်ချက်ဖြစ်နေတဲ့ယောဂအဲ့ဒီတစ်ပိုင်းရှိတယ်ပေါ့နော်။အဲ့ဒီတစ်ပိုင်းပဲဖြစ်နေရရှိတယ်။ အဲ့ဒါကြောင့်ကျွန်တော်တို့က ADHD လို့ခေါ်ရဲစားသူ့ကြောင့် ADD လို့လည်းခေါ်ရဲပေါ့နော် Attention Deficit Disorder ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့က Hyperactivity Disorder ပေါ့သူက Hyperactivity Only ပေါ့ပြောရင်တော့ဒီအာရုံစိုက်ဝိုင်းမှာပြဿနာအလောင်းမရှိဘူးခဏမနေတာပေါ့ဘလို့မှခဏနေနေလို့မရတာအဲ့လိုအဲ့လိုမျိုးပေါ့လှုပ်ရှားမှုအရန်ချိန်လုံးအားနေခဏမနေမှလှုပ်ချင်နေတာအဲ့ဒီပိုင်းဖြစ်တဲ့အပိုင်းဒါဒုတိယပိုင်းပေါ့နော်တတိယတစ်ခုကတော့ combine type ပေါ့နော်ခုနကအာရုံစိုက်လို့မရတာရောခဏမနေတော့နှမျိုးလုံးပေါင်းနေတဲ့ type ပေါ့အဲ့နှမျိုးလုံး ပေါင်းနေတဲ့တိုက်ရှိတယ်အဲ့တော့များသောအဖြစ်ဘယ်ဟာပုံများလဲဆိုရင်ကွန်ပိုင်းတိုက်ကပုံပြီးတော့များတယ်ဗောနော်ဒီရှေ့က attention သီးသန့်နောက်ပြီးတော့ hyper activity သီးသန့်တိတ်ပြီးတော့ကြာနေတယ်ဗောနော်ကွန်ပိုင်းတိုက်တွေကပုံပြီးတော့များတယ်အဲ့တော့ဒါကတော့ ADHD ရဲ့အတိတ်ပဲသတ်မှတ်ချက်ကိုကျွန်တော်ပြပြခြင်းဖြစ်ပါတယ် အဲ့တော့ဆက်ပြီးတော့ကျွန်တော် ADHD ဘာကြောင့်ဖြစ်ရလဲဆိုတဲ့အကြောင်းရင်းတွေကိုဆွေးနွေးတော့ပါမယ်ပေါ့နော်အဲ့တော့ဒီ ADHD ဘာကြောင့်ဖြစ်ရလဲဆိုတဲ့ဟာကတော်တိတိကျကျအဖြေတော့ကုတိမရသေးဘူးနော်ယူဆချက်တွေပဲအများကြီးရှိရပေါ့အဲ့မှာယူဆချက်တွေထဲမှာမှာနည်းနည်းထင်ရှားယူဆချက်တွေကတော့ဒီ အုံနောက်တွေက new transmitter တွေပေါ့နော်ပြောလို့ကျရင်ကျွန်တော်တို့အုံနောက်ထဲမှာရှိတဲ့တခုနဲ့တခုချိတ်ဆက်တုတ်ပြန်မှုတွေပေါ့အဲ့ဒါတွေမှာလုတ်ပေးတဲ့အရာတွေပေါ့နော်အဲ့ဒီမှာထုတ်ပေးတဲ့ new transmitter dopamine တို့ serotonin တို့အဲ့ဒီကောင်တွေကခန္ဓာကိုယ်မှာကောင်းကောင်းပေါ်မထွက်ဖင်းနဲ့ balance မမျှတဲ့တို့ကြောင့်မလို့တယောက်တယောက်ချိတ်ဆက်မှုအားနေပြီးတော့ ADHD ဖြစ်တယ်လို့ယူဆချက်တွေလည်းရှိတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ခန္ဓာကိုယ်မှာဒီ prefrontal cortex လို့ခေါ်တဲ့အပိုင်းရှိတယ်နောက်တစ်ခုကျွန်တော်တို့ကဒီ limbic system ဆိုတဲ့အပိုင်းရှိတယ် limbic system ကတော့ကျွန်တော်တို့က ။ဘာလဲဆိုတော့ဒီခန္ဓာကိုယ်မှာရှိတဲ့စိတ်ခံစားမှုတွေပေါ့ဗျာ။အဲ့ဒါတွေလွှမ်းမိုးထားတဲ့နေရာပေါ့။ကျွန်တော်တို့သုံးလုံနေတဲ့စိတ်ခံစားချက်အားလုံးအဲ့ limbic system ပဲလွှမ်းမိုးထားတယ်။အဲ့မှာ amygdala ဆိုတဲ့အပိုင်းလေးရှိတယ်။အဲ့ amygdala ဆိုတဲ့စိတ်ပိုင်းတွေကကျွန်တော်တို့ခန္ဓာကိုယ်မှာတခုစိတ်ခံစားမှုတွေပါဖြစ်ပြီဆိုလို့ရှိရင်သူကအဲ့စိတ်ခံစားမှုတွေကိုလွတ်လွတ်ပေးတဲ့စိတ်ခံစားမှုတွေထုတ်လွတ်ပေးရနေရာပေါ့ဗျာပြောရရင်။ ် brief run တဲ့ contest ကြတော့သူကကျွန်တော်တို့အဓိကမလုပ်ပေးရဆိုတော့ခန္ဓာကိုယ်မှာစိတ်ထိန်းချုပ်မှုဖြစ်စဉ်အားလုံးလုပ်ပေးတာအဲ့တော့ကျွန်တော်တို့တခုခုဆိုလို့ရှိရင်စာကြက်မှတ်တာတွေနောက် planning ဆွဲတာတွေအလုပ်တခုကိုစီစဉ်ချပြီးလုပ်တာတွေပေါ့နော်နောက်စိတ်ခံစားချက်တွေထိန်းချုပ်တာတွေအရာအားလုံးကိုအဲ့ brief run တဲ့ contest ကလုပ်ပေးတယ်အဲ့ဒီနှစ်ခုက balance ကိုက်နေမှာကျွန်တော်တို့ကအဆင်ပြေတယ်ဘာလို့လဲဆိုတော့လို့ရှိရင်ကျွန်တော်တို့ကတိရစ္ဆာန်တွေမချဖြစ်သွားမှာလေကျွန်တော်တို့လူတွေဆိုတာအသိဉာဏ်ရှိတယ်ဆိုတော့အဲ့ကောင် balance ဖြစ်နေလို့ပဲအဲ့တော့တိရစ္ဆာန်တွေကတော့သူကအိစားကာမှာပဲသုံးလို့ဝင်သေးတယ် ်သူကအိတ်မယ်စားမယ်ကာမပြူမယ်အဲ့တော့သူတို့တွေကကြတော့ limit system ပဲအကောင်လေ prefrontal cortex ကသူတို့မှာသိပြီးတော့အာမကောင်ပါနော်အဲကျွန်တော်တို့ကြတော့ prefrontal cortex ကအကောင်နေအကောင်တဲ့ခါကြတော့ကျွန်တော်တို့ကအိတ်စားကာမအပြင်ကိုကျွန်တော်တို့အုံနောက်ညံနေစင်စာတွေးခေါ်မှုတွေပါအများကြီးလုပ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ ADHD သမားတွေမှာအဲ့ဒီနှစ်ခုရဲ့ balance ကိုက်တာပေါ့နော်ပြောချင်တာကတော့ဗျာ prefrontal cortex ကအာသိပ်မကောင်းမဲနဲ့ limit system ကပဲနှလုံးမှုတော်အများကြီးခံနေရကြအောင်လို့စိတ်ခံစားကြနောက်ကိုတစွတ်တူပေါ့နော် ကမှုရှုလို့နဲ့ లై မိတယ်ပေါ့နော်အဲ့ဒါပြဿနာတကယ်ရှိတယ်နောက်ထပ် theory လည်းအများကြီးရှိသေးတယ်ပေါ့နော်ဒါပေမဲ့အဲ့ theory တွေကိုကတော့ကျွန်တော်သဘောကျတယ်ပေါ့အဲ့တော့ပြောချင်တာကတော့ဒါရဲ့ chain တွေပေါ့ဖြစ်တယ်လို့တော့ပြောလို့မရသေးဘူးဘာကြောင့်လဲဆိုတော့အခု chain တွေလည်းဒီ ADHD တွေဘာကြောင့်ဖြစ်တယ်ဆိုတော့သိပ္ပံနေချာတက်တည်ပြလို့ရအချက်တွေကတော့ကုတီလုံးဝမရှိသေးဘူးပေါ့နော်ဒါပေမဲ့ဒီလို theory ကြောင့်ဖြစ်တယ်လို့တော့ယူဆတယ်ပေါ့နော်အဲ့တော့လူကြီးတွေမှာ ADHD ဖြစ်တယ်လားဆိုတော့ဖြစ်နိုင်တာပေါ့ဒါဆိုလူကြီးမှာ ADHD ဖြစ်တယ်ဆိုတော့ကလေးမှာဖြစ်ခဲ့လို့လားဆိုဖြစ်ခဲ့လို့ကျွန်တော်တို့က ဝင်နေပြောလို့ရှိရင်ငယ်တုန်းက ADHD ရှိခဲ့ပေမဲ့လည်းမိဘတွေနဲ့စတောင်းဆရာဆရာဆရာမနေတာပေါ့နော်အဓိကတော့ကလေးမိနာမနေတာမိဘနဲ့ကြောက်ဆရာဆရာမနေတာပေါ့အဲ့တော့ကလေးမိဘရဲ့ဆရာဆရာမတွေကအဲ့ဒီကလေးကို ADHD လို့ diagnose ပေါ့နော်လုံးဝပြောရနိုင်မယ်မတတ်နိုင်ဘူးပေါ့နော်မတတ်နိုင်တဲ့ခြားကြောင့်ကလေးကကြီးပြင်းလာတယ်အဲ့တော့ကြီးပြလာတဲ့အခါမှာအဲ့ AD တွေကဆက်ပါသွားတယ်ပေါ့နော်။ဒီငငယ်ရွယ်တွေကတိလို့ရှိရင်တော့အချို့ကလေးတော်တော်များများအဲ့ဒါပြန်ပြောက်သွားတာရှိတတ်တယ်ပေါ့။ ADHD ကြတော့သူပြန်ပြောက်သွားတာရှိတတ်တယ်။ကလေးအယောက်100မှာ40လောက်ကပြန်ပြောက်တတ်တယ်။60လောက်ကတော့ ဘလို့ပဲကုကုအသက်ကြီးလာတဲ့ ADHD တွေဖြတ်ပြီးတော့ဖြစ်တယ်ဒါကြောင့်မလို့အခုကျွန်တော်ပြောပြနေတဲ့ adult ADHD လို့ခေါ်တဲ့လူကြီး ADHD တွေခလေး ADHD တွေကနေပေါ့ဆင်းသက်လာတာပဲခလေးဘွားတွေကသူက ADHD ဖြစ်လာကြီးလာမှကောက်ခံနေတာကောက်ဖြစ်လာမှာငငယ်တွေကအခုခုနပြောတဲ့ကျွန်တော်တို့ဒီအာရုံစမ်းမှုခက်ခဲတာတွေနောက်ချက်ကဒီခလေးဘွားမှာဆိုရင်ပေါင်းဆက်ဆံရေးခက်ခဲတာတွေအာရုံစမ်းလို့စားသိချကောင်းကောင်းကြက်လို့မရတာတွေခနာမငြိမ်ဖြစ်တာတွေအဲ့ဒါတွေအကုန်လုံးငငယ်တွေကပါခဲ့ပြီးသားဒါပေမဲ့ ဖြစ်ရှင်တော့ဗျာအဲ့ဒီလက္ခဏာတွေကတာမန်ကလေးတွေမှာလည်းရှိတဲ့ခါကျတော့မိဘတွေဆရာတွေအမှုမမဲ့မဲ့ဖြစ်တာပေါ့ဒါပေမဲ့ तू ကတော့ထူကြတယ်အဲ့ကလေးတွေကတာမန်ကလေးနဲ့မတူဘဲနဲ့အဲ့ဒီအရာတွေလောကသူ့ကိုယ်သူစိတ်နဲ့ထိန်းချုပ်လို့မရအောင်တာမန်ကလေးတွေကျတော့မိဘတွေဆရာတွေကနည်းနည်းပါးပါးနဲ့စူလာငေါက်တာလှုပ်လိုက်တာမျိုးတွေချော့မော်ပြီးတော့စုံမလိုက်တာဆိုကလေးတွေကတော်တော်များအဲ့အဖြစ်တွေကပျောက်သွားတာပဲသူတို့ကျတော့လောကဘလူးချော့မော်စုံမလဲမပျောက်ဘူးဘာလို့သူတို့ကဒီဟာကအုံလောက်ထဲမှာပါကမောက်ကမောက်ဖြစ်နေရဆိုတော့သူကဆက်ဖြစ်နေဒါပေမဲ့မိဘတွေသတိမထားမိဘူး တိမထားမိရင်လည်းကြီးရင်ကြီးလာတဲ့ခါမှာဆက်ဖြစ်တယ်အဲ့တော့စစ်တမ်းနေရဆိုရင်ဒီကလေး ADHD ကနေပြီးတော့60ရန်လောက်ကလူကြီးဘွားမှာလည်းဆက်ပြီးတော့ ADHD တွေဆက်ဖြစ်တယ်လို့ပြောကြတယ်ပေါ့နော်ဒါကြောင့်မလို့လူကြီး ADHD တွေဆိုတာရှိပါတယ်တကယ်စစ်တမ်းကောက်မယ်ဆိုရင်လည်းပတ်ဝန်းကျင်မှာဆိုလို့ရှိရင်ဒီ6ယောက်ကနေ10ယောက်ဝင်းကျင်လောက်ပေါ့နော်100မှာ6ယောက်ကနေ10ယောက်ဝင်းကျင်လောက်က ADHD ဖြစ်နေကြတယ်ပေါ့နော်အဲ့တော့ပြောချင်တာကျွန်တော်ပတ်ဝန်းကျင်မှာဆိုလို့ရှိရင်လူယောက်100ရှင်10ယောက်ကနေ6ယောက်လောက်6ယောက်ကနေ10ယောက်ပေါ့နော်ပြောချင်တာကတော့10ယောက်10ယောက်လုံးပဲခံမှန်းကြီးပြောလို့ရတယ်ဒါကြောင့်မလို့ပတ်ဝန်းကျင်မှာ ADHD တွေကရှိကောင်းရှိနေနိုင်တယ် ပို့ပြီးတော့တည်တာကတော့မိဘမျိုးထဲမှာ ADD တွေရှိလို့ရှင်သားသမီးမှာဆက် ပြီးတော့ရှိနေနိုင်တယ်အဖေတို့မဟုတ်အမေနှစ်ယောက်လုံးဆိုရင်တော့တေချာပေါက်ကလေးမှာဖြစ်ကုန်ဖြစ်နေနိုင်ပြီပေါ့နော်အဲ့တော့မိဘမျိုးထဲမှာတယောက်ယောက်က ADHD ပြဿနာတက်နေပြီဆိုလို့ရှင်အဲ့မျိုးထဲမှာ ADD တွေဆက်ပြီးတော့မွေးဖွားလာဖို့ရခိုင်လို့များရလို့လဲစစ်တမ်းတွေကပြောကြတယ်ပေါ့နော် ိုကျမ်းမာရေးပြဿနာတွေကိုဒေါက်တာယူပါနဲ့အွန်လိုင်းရနေပဲဖြစ်ဖြစ်ဈေးကလာပြီးတော့ဆွေးနွေးခြင်းနဲ့ဆွေးမယ်ဖြစ်ဖြစ်ဖုန်းနံပါတ်3939 965 3992ဆက်သွယ်ပြီးတော့မနက်၈နာရီကနေပြီးမနေ့၆နာရီအတွင်းမှာအသေးစိတ်စုံစမ်းလေးမျှဝေရပါတယ်ရှင်။အဲ့တော့ကျွန်တော်အခုလူကြီး ADHD ရဲ့လက္ခဏာတွေကိုဆွေးနွေးတော့ပါမယ်နော်။အဲ့တော့လက္ခဏာတွေကအများကြီးရှိနေမယ်အထူးကအရေးကြီးဆုံးချက်၅ချက်ကိုပဲကျွန်တော်ဆွေးနွေးတော့ပါမယ်။ပထမလက္ခဏာကတော့သူက follow direction ပေါ့နော် follow direction ကိုခတ်ခဲတာပေါ့နော် had to follow direction ကိုကျွန်တော်သုံးတယ်ပေါ့နော်အဲ့တော့ဒီတစ်ခုခုလမ်းညွန်ချက်ပေးလိုက်လို့ရှိရင်အဲ့လမ်းညွန်ချက်တိုင်း light လုတ်ဖို့ခရင်တာပေါ့ဘာလုတ်လိုက်ညာလုတ်လိုက်ဥမာအလုပ်တစ်ခုပေါ့နော်ကဲဈေးထဲသွားပြီးတော့ဈေးသွားဝယ်ဘာဘာပစ္စည်းဘာပစ္စည်းဘာပစ္စည်းဝယ်ခဲ့လို့တန်းစီပြောသွားပြီပေါ့နော်ပြီးတော့ဘယ်လိုသွားဘယ်လိုသွားဆိုတော့လမ်းညွန်ချက်ပေးသွားဆိုအဲ့လမ်းညွန်ချက်ဒီအားလုံးအကုန်လုံးတန်းစီလုံနိုင်ဖို့သူတို့ခရင်တယ် ပုံမှန်ဆိုလို့ရှိရင်ဗျာတော်တော်စာနဲ့ရေးမှတ်မသွားဘဲနဲ့၃လေးခုလောက်ဆိုရင်တော့မတော်တော်စာနဲ့ရေးမှတ်သွားသူ့အောင်လုပ်နိုင်တယ်ဒါပေမဲ့သူတို့ကတော့အဆင်မပြေဘူးလမ်းညွှန်ချက်တွေတော်တော်လိုင်းမလုပ်နိုင်ဘူးအဲ့ဒါသူတို့မှအဓိကခက်ခဲပါတော့အဲ့ဒါမျိုးမှာကိုယ်မှကြုံနေတာသိချာစဉ်းစားကြည့်ပေါ့နော်အဲ့တော့ဟိုကျွန်တော်ပြောတဲ့ symptom တွေလက္ခဏာတွေအားလုံးအကုန်တော့ရှိနေမှာတော့မဟုတ်ဘူးအဲ့တော့ကိုယ်မှတခုသုံးမဟုတ်အကုန်လုံးလည်းရှိနေနိုင်တယ်အနည်းငယ်လည်းရှိနေနိုင်တယ်ဒါပေမဲ့ သူများတွေကအဲ့ဒါအလွယ်တကူနဲ့ပျောက်သွားတယ်ကိုကမပျောက်ဘူးဆိုရင်တော့ဒါအေးလေးကြီးလာစဉ်းစားသိပြီပေါ့နော်နောက်လက္ခဏာတကူထပ်ပြောပါမယ်ပေါ့နော်အဲ့ဒါဘာလဲဆိုရှင်ဒီအချက်လက်တွေကိုမေ့တာပေါ့အချက်လက်တွေကိုမေ့တာအဲ့တော့ပြောတင်တာဗျာစာကြက်တယ်တေးကြရထားပြီးွားပြီအဲ့ကောင်လည်းမှတ်မိထားပြီးသားပိုဆိုးတာဗျာကိုနဲ့ရင်းရင်းနေနေသိထားပြီးသားအရာတကူကိုနောက်တစ်ပတ်လောက်ကြာရင်မေ့သွားတာမျိုးနောက်တစ်ခေါက်လာရင်မေ့သွားတာမျိုးပိုဆိုးတာနာမည်တွေမေ့တာပေါ့နော်ကိုနဲ့တောက်လျှောက်တငယ်ချင်းလိုနေခဲ့တဲ့တယောက် အဲအဲကိုနဲ့ကွဲသွားတာဘယ်တော့မှမကြဘူးတပတ်နှစ်ပတ်လောက်ပဲရှိသေးတယ်နောက်တစ်ပတ်ပြန်လာတဲ့ခါမှာသူ့နာမည်ကိုမေ့သွားတာဒါမျိုးတွေပေါ့နော်ထူးထူးခြားခြားဖြစ်တဲ့အရာတွေတော်တော်များများမမေ့သူများတွေမမေ့ဘူးမေ့တော့တော့မေ့ခဲ့တဲ့အရာတွေကိုကသွားပြီးတော့မေ့သွားတာဒါမျိုးကိုမှခဏခဏပြစ်နေပြီလားတခါလေးဖြစ်တာကတော့ဖြစ်တတ်တယ်ဒါလူတော်များဖြစ်တတ်တဲ့အရာဒီ ADHD ရဲ့လက္ခဏာကလေလူတော်များဖြစ်တဲ့လက္ခဏာတွေ ਨੇ ပေါ့တူနေတဲ့ခါကျတော့ကိုမှ ADHD ဖြစ်မှမသိရဒါပေမဲ့သူများတွေကအလွယ်တကူဖြောက်တယ်ခဏခဏမဖြစ်တဲ့ကိုကတော့ခဏခဏဖြစ်တတ်တယ်ကျွန်တော်ပြောတာလေခဏခဏဖြစ်နေရဆိုရင်နော်စဉ်းစားကြည့်ပါနော်နောက်တစ်ခုကအိုင်အောင်ဆွတ်တက်ဖို့ခက်တာ အလုတ်လုတ်တဲ့အခါမှာလည်းအအောင်ဆွက်လို့မရအောင်ဒါအလုတ်နေနဲ့စိတ်ကတခြားနေရာပြန့်နေသွားတယ်ချက်ချင်းအဲ့ဒါပြီးအောင်မလုပ်နိုင်အောင်နောက်တစ်ချက်ကစာဖတ်နေနဲ့စာဖတ်နေနဲ့အိတ်စာကိုသိချာအအောင်မဆိုင်နိုင်ဘူးတခြားနေရာကြီးစိတ်ပြန့်နေနေရမျိုးကြီးအဲ့တော့အဲ့ဒါသူများကြီးမှလည်းဖြစ်တယ်ဒါပေမဲ့ကိုကပိုဖြစ်တယ်ဘလောက်ပဲစိတ်အအောင်စူစီစူစီလုတ်တဲ့အချိန်တိုင်းဒီမှာဖြစ်နေတာဒါပြဿနာပဲခုနကလူကြီးအေဒီရေပြဿနာနောက်တစ်ခုကတော့အလုတ်တွေကိုစီမံခန့်ခွဲဖို့အတွက်ပလန်ချဖို့အတွက်ခက်တာ ။ဘာပြီးရင်ဘာလုံးမယ်ဘာပြီးရင်ဘာလုံးမလဲတေးချာချာစီမံခန့်ခွဲထားတယ်။ဒါပေမဲ့အဲ့ဒီလောက်ကိုတေးချာမလုပ်နိုင်ဘူး။အဓိကတော့ဗျာလူကြီး ADA မှာထူးခြားတဲ့ချက်ကတော့အဲ့ဖင့်နွဲတာအချိန်ဆွဲတာ။အဲ့တော့အချိန်ဆွဲတာသူများတက်ပို့ဆိုတယ်အဲ့တော့အချိန်ဆွဲတာလူတိုင်းမှာလည်းဖြစ်တတ်တယ်ဘာလို့လဲဆိုတော့အချိန်ဆွဲတဲ့ပြဿနာကသူက prefrontal cortex နဲ့ခုန limit system ကပြဿနာအဲ့ဒါကိုကျွန်တော်ဒီကျွန်တော် AN channel မှာ video တစ်ပုဒ်လုပ်ပေးထားဘူးတယ်အချိန်ဆွဲတာဟာအုံနောက်တည်းကပြဿနာဆိုတာပေါ့နော်ဒီ ADHD မှာကျတော့အဲ့ပြဿနာတော်တော်ကိုကြီးမားတဲ့ပြဿနာပဲ တခြားလူတွေကအဲ့ပြဿနာကိုဖြေရှင်းနိုင်တဲ့နည်းလမ်းရှိတယ်။ ADA တွေတမားတွေကလုံးဝဖြေရှင်းလို့မရအောင်အလုပ်တွေကိုစီမံခန့်ခွဲလို့လုံးဝကိုမရအောင်အရေးကြီးဆုံးချက်ကတော့နောက်ချက်နောက်ဆုံးချက်ကအလုပ်တွေကိုအချိန်မီအောင်လုပ်မပေးနိုင်တာပဲ။အဲ့တော့အလုပ်တွေကိုအချိန်မမီဘူး။အဲ့တော့နောက်ဆုံးဒီကိုသွားမဲ့တင်တန်းနေရာစာအချိန်မီဘူးတင်တန်းချိန်တွေပါအများနဲ့နောက်ကြမယ်ကိုကအလုတ်တမားတယောက်ဖြစ်ခဲ့မယ်ဆိုရင်လည်းအလုတ်ချိန်မီနောက်ကြမယ်ပြဿနာတက်မယ် fight တက်ခံရမယ်အလုတ်ခဏခဏထုတ်ခံရနိုင်တယ်အဲ့တော့အခုကျွန်တော်ပြောတဲ့အချက်တွေကတော့တာမန်တွေတွေမှာလည်းဖြစ်ဖြစ်ပြတာရှိပေမဲ့ ဲ့လူတွေကအချိန်တစ်ခုရောက်ရင်ထိန်းချုပ်လို့ရတယ်သူတို့ကတော့လုံးဝထိန်းချုပ်လို့မရဘူးခဏခဏဖြစ်တဲ့အဲ့ဒီကြတော့နောက်ဆုံးမှာကိုကိုကိုစိတ်သက်ကြတယ်ကိုကိုကိုလုံးဝယုံကြည်မှုရှိတော့ငါဘာမှတုံးစားလို့မရတဲ့ကောင်မလားဆိုတာအတွေးတွေပါဖြစ်လာတယ်ပေါ့နော်အဲ့ဒါတွေပါဖြစ်လာနိုင်ပြီဆိုရင်အခုကျွန်တော်ပြောတဲ့လက္ခဏာတွေအဲ့လိုခဏခဏဖြစ်နေပြီဆိုရင်တော့ဒီဗီဒီယိုကြည့်နေတဲ့လူနဲ့ကိုမှာကို ADHD များဖြစ်နေပြီလား ADHD များကိုမှာပြဿနာတက်နေပြီလားဆိုတာကိုစဉ်းစားသင့်ပါတယ်လို့ပြောချင်ပါတယ် တော့ကျွန်တော်ဆက်ပြီးတော့လူကြီး ADD တယောက်ကရင်ဆိုင်ရတဲ့အခက်ခဲကိုကျွန်တော်ပြောပြသွားပါမယ်။အဲ့ဒီအခက်ခဲကိုမှကြုံနေပြီလားပြန်ဆန်းစစ်သေးတယ်မှာပါနော်။အဲ့တော့ပထမတစ်ချက်ဆက်ပြောမယ်ဆိုလို့ရှိရင် anxiety ဖြစ်တာပေါ့။စိုးရိမ်ပူပန်တော့ကအယမ်းများတယ်။ ADD သမားတွေကအမြဲတမ်းနောင်လာမဲ့ကိစ္စတွေပူပန်နေတယ်။တခုမြန်ငါ့မှာပြဿနာတက်မလားအမြဲတမ်းစိုးရိမ်နေတယ်။အဲ့ဒါတစ်ချက်။နောက်တစ်ချက်က तू ကအမြဲတမ်းကာလကြာရှည်ပြင်းနေတယ်။ပြင်းကြီးငွေနေတယ်။တခုခုလုပ်ပြီဆိုတော့ဥမာဇက်ကားကြည့်တယ်။ series ကြည့်တယ်ပေါ့။ series တွေကြည့်တယ်။ ကျင့်ကျင့်ကျင့်နဲ့ညင်းငွေလာတယ်။စီးရီးကအပိုင်း30ရှိတယ်။7ပိုင်းလောက်မှညင်းငွေသွားဆက်မကြည့်ချင်တော့တာမျိုး။တခခုကိုပျော်နေရလုံနေတော့မှအဲ့ပျော်တာလုံနေရတော့ဂိမ်းစော့တာပဲထားပါတော့။ကိုဂိမ်းစော့တာကိုကြိုက်တယ်ဆိုတော့အဲ့ဂိမ်းစော့တာစော့ရင်စော့ရင်နဲ့ညင်းငွေလာတာမျိုး။အဲ့လိုမျိုးတခါလဲမို့နှခါလဲမို့အချိန်ကာလအကြာကြီးဖြစ်နေတာ။တခခုပုံမှာဘာမှစိတ်ပျော်ရွှင်မှုထားလို့မရပဲနဲ့အချိန်ကြာကြီးညင်းငွေနေတာမျိုး။ဒါမျိုးဖြစ်နေတာမျိုး။နောက်တစ်ခုကတော့ခဏခဏနောက်ကျတာ။အဲ့ဒါလေတခါလဲမို့နှခါလဲမို့သင်တန်းကျင်နေနောက်ကျတယ်။ ဆရာဆိုရင်အတန်းကြီးနောက်ကြတယ်အဲ့လိုမျိုးအများအမ်းဖြစ်နေရမျိုးနောက်ချက်ကခဏခဏသတိမိနေရမျိုးအခုကျွန်တော်ဆိုရင်ခဏခဏဖြစ်တယ်ပေါ့နော်ကျွန်တော်သိပြီးသားယင်းကြီးရဲ့အရာတွေမှာမှာကျွန်တော်ဖြစ်တယ်အခုကျွန်တော်ပြောတဲ့အရာတွေအားလုံးကျွန်တော်မှာအကုန်ရှိရပေါ့နော်ဒါကြောင့်မို့ကြည့်ဒီလိုလုပ်တဲ့အချိန်မှာဘာပဲပြီးတော့ကျွန်တော်နဲ့အတူတူညာဖြစ်နေမလားဆိုတော့ကျွန်တော်ဟိုတော့နည်းနည်း sharing လုပ်ပြီးတဲ့သဘောပေါ့နော်အဲ့တော့ဟို chronic ပုံစံမျိုးဖြစ်နေရပေါ့ခဏခဏဖြစ်နေမှာဖြစ်တာနော်တခါလီတော့ဖြစ်တာမျိုးဆိုကျွန်တော်တို့ကဒါပြောလို့မရဘူးအခုကျွန်တော်ပြောတဲ့အရာအားလုံးကျွန်တော်မှာအကုန်လုံးရှိနေတယ်အကုန်လုံးဒီဘက်ကိုရှိနေတယ် ဲ့တော့မိစေမှန်းရှိနေသလားဗောနော်ဆက်ပြီးတော့စမ်းစစ်ကြည့်ပါဦးဆက်သွားမယ်ဗောနော်နောက်တစ်ခုကစိတ်တက်ကြာစိတ်တက်ကြာရဆိုတဲ့နေရာမှာလဲအမြင်နဲ့စိတ်ကအောက်ကိုလိုးမှုဖြစ်နေတာမူကအမြင်နဲ့အောက်ကိုကြိုက်ဘာမှမလုပ်ချင်ဖြစ်နေတာတခုခုမပျော်ရွှင်တော့ကိုကဘောလုံးကဏ္ဍဝန္ဒနာပိုင်းဘောလုံးမကန်ချင်တော့အဲ့ဒီအရာကလဲသူက depression လို့ပြောတဲ့ခါမှာလဲနှစ်ပတ်ထက်ကြော်ပြီးတော့စိတ်တက်ကြာမှဖြစ်တာပြေအဲ့ဒါမျိုးတွေလဲကျွန်တော်ဒီ ADHD တမားတွေမှာဖြစ်တယ်စိတ်ကြယောဂါပါတွဲဖြစ်နေရပါဗျာပြောရရင်တော့နောက်တစ်ခုကစာဖတ်တဲ့အခါမှာ concentration ကောင်းကောင်းမရတာ စာကောင်းကောင်းဖတ်လို့မရဘူးဘလောက်ပဲစာကြက်ကျင်နေစီဘလောက်ပဲတခုခုကိုမှတ်ကျင်နေပြီအဲ့ဒါကို concentration ရှိနေသူများရေလို့မှတ်လို့မရဘူးနည်းနည်းမှတ်ပြီးတာနဲ့အဲ့တော့ကျွန်တော်တို့ဘာလို့စာကိုခွတ်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 ကြက်ရတယ်ကျွန်တော်တို့တခုငငယ်လေးအတာအချင်းပဲအဲ့ကျွန်တော်ငယ်တဲ့စာတော်တဲ့တိုင်းမှာနေမှာပါခဲ့ပါအဲ့တော့ ADD ဖြစ်နေရဆိုရှင်အရင်ကြောက်စရာမလိုဘူးစာတော်တဲ့ ADD အများကြီးရှိတယ်ဗောနော်အခုကျွန်တော်တို့လက်တာဟိုအရင်တော်တဲ့လူမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့ဒါဆောင်ဖြစ်ခဲ့တယ်ဆိုတော့လေဒီနေ့တော်တဲ့ပိုင်းတွေမှာတော့ပါလာဗောစာကြက်နိုင်တယ်မှတ်နိုင်တယ်ဒါပေမဲ့တစ်ခါလဲအုံလိုက်ကြတယ်မရအောင်ဖြက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 ်ပြီးကျွန်တော်ကြက်ရတယ်ဗောနော်အဲ့လိုရှိတယ်ဗောနော် နောက်တစ်ခုကတော့ဒေါသကိုမထိန်းချုပ်နိုင်တာအဲ့တော့ဒေါသကိုမထိန်းချုပ်တာ ED တွေအဓိကအားနေကြပဲဘာကြောင့်လဲဆိုတော့ဒေါသတစ်ခုထွက်လာပြီသူများတွေထိန်းချုပ်နိုင်တယ် ED တမားတွေကအဲ့ဒေါသကိုလုံးဝထိန်းမချုပ်နိုင်ဘူးချက်ချင်းလိုက်ရင်တစ်ခုခုလုံးမိသွားတယ်ဗောနော်ဒါကြောင့်မို့လို့လေဒီကားမောင်းတဲ့လူဆိုကားတိုင်မှုခဏခဏဖြစ်တယ်ဗောနော်နိုင်စင်းတွေပါတော့အသိခံရရောဖြစ်တယ်ဗောနော် ED တမားထူးခြားချက်ကအဲ့ဒါပဲနော်နောက်တစ်ခုကတော့အလုံးမှာမြင်နေပြဿနာတက်တယ်ဘာလို့ဆိုတော့စိတ်ကတုတ်ပြန်တာအရန်လွယ်တယ်။နောက် ED တမိုင်းမှာထူးခြားချက်ရှိရပါတော့။ဒီထဲမှာကျွန်တော်တို့ပြောရတယ်မှာမပေါဘူး။ဒါပေမဲ့ rejection ပေါ့နော် သူ့ကိုငင်းအောင်လုံးဝလက်မခံတာတခုခုကြောက်ငင်းလိုက်ပြီဆိုရင်ဟိအင်းလို့ပြောလိုက်ပြီဆိုအဲ့ဟိအင်းကိုပုံမှန်ကလူတွေဩထင်မားပြဿနာမျိုးဥမာသဘောတရားဗျာအဲကိုလက်မဝယ်လို့မရတာမျိုးเนาะဘာမှမဟုတ်ဘဲနဲ့အငင်းခံရတာလေဘာမှအရေးမကြီးတဲ့အငင်းခံရတာမျိုးမရဘယ်အငင်းခံရမှမရအောင်အဲ့တော့စားတော့ပွဲတခုသွားလိုက်မယ်ဒါပေမဲ့အဲ့ချိန်မှာကိုယ်သပွဲတူကဒါမှမဟုတ်ရှင်အဲ့မှာရှိတဲ့ဧည့်သည်ဧည့်ခံတဲ့လူတွေကကောင်းကောင်းမွန်မွန်နဲ့ကိုယ်မကြိုးစိုးဘဲနဲ့နေလိုက်မယ်ဆိုတော့အဲ့ဟာသူ feeling ရမ်းဖြစ်တယ် တုတ်ပြန်တဲ့ချက်ချင်းထထွက်လာတဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ပြောချင်တာကတော့ဗျာသူတို့ကလုံးဝသူတို့ကိုညှင်းဆန်တာကိုလုံးဝလက်မခံနိုင်တဲ့သူမျိုးတွေပဲအဲ့ဒါတစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်စိတ်ထဲမှာအော်တိုဖြစ်လာတာဘလို့မှထိန်းချုပ်လည်းမရအောင်အဲနောက်တစ်ခုကတော့ဂမူးရှုလို့လုပ်တာပေါ့နော်ဂမူးရှုလို့လဲဆိုတော့အဲ့ဒါအကုန်ပါတယ်ချက်ချင်းမိန်းကလေးဆိုလည်းချက်ချင်းယောက်ျားကောက်ယူလိုက်တာမျိုးယောက်ျားလေးဆိုချက်ချင်းမိန်းမကောက်ယူလိုက်တာမျိုးအဲ့လိုမျိုးတွေပါလုပ်တယ်ပြီးတော့ချက်ချင်းဘာမှမဟုတ်ဘဲနဲ့ပတ်စံဖြုံးပလိုက်တာမျိုး အဲ့ဒါမျိုးသူအဲ့ဒီ area ကြီးတမားတွေကပတ်စံတားဖြုံးတာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ပတ်စံတားမျိုးဖြုံးတာမျိုးချက်ချင်းလုံးလိုက်တာမျိုးအဲ့နောက်ဆက်တွဲကိုလုံးဝမစင်စားတော့နောက်ဆက်တဲ့ဘာဖြစ်ဖြစ်သူလှုပ်ချင်စိတ်ပေါက်လာတဲ့ခဏမှာချက်ချင်းလုပ်လိုက်တာမျိုးအဲ့ဒါမျိုး area ကြီးတမားတွေမှာအရန်ကြုံရတယ်ခဏခဏအောင်ကြုံရတယ်ပြီးတော့မှနောင်လာရတယ်ပေါ့နော် တစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်နောက်တစ်ခုကတော့တစ်ခုကဒေါသလာဆွာလို့ရှိရင်ခံနိုင်ရင်တော်တော်နည်းတယ်တတော်များများသင်းနီးခံနိုင်သွားရှိတယ်သူတို့ကမရဘူးတကူဆိုရင်မစောင့်နိုင်ဘူးတကူဆိုရင်နည်းနည်းလေးဟိုစောက်လိုက်ရပြီဆိုဒေါသထွက်လာအောင် အဲ့အရာမှာသူများတွေကအဲ့ဒါကိုထိန်းချုပ်နိုင်တယ်သူတို့ကလုံးဝထိန်းမချုပ်နိုင်ဘူးတခုခုဒေါသထွက်စရာတခုကျုံလာပြီဆိုရင်တာမန်ထက်ပို့ပြီးဒေါသထွက်တတ်တယ်နောက်တစ်ခုကတော့ကိုယ့်ကိုယ်ကိုယုံကြည်ချက်အယံနေတယ်ငါကသုံးစားလို့မရပါဘူးငါကမကောင်းပါဘူးကိုယ့်ကိုတော်နေရင်တော့မှအဲ့ဒါကိုကိုယ့်ကိုသုံးစားမရဘူးလို့အမြဲတမ်းထင်တယ်နောက်တစ်ခုကတော့ mood swing ဖြစ်တာပေါ့သူကစိတ်ကြွစိတ်ကြယောဂါပေါ့ဘိုင်ပိုလာနဲ့ပါတွဲဆက်နေရလို့ပြောကြတယ်ပြောကြရင်တော့ဗျာစိတ်ကအတက်ကြအယံမြန်လုံးနေချိုးချိန်မှာအယံတက်ကြွနေတယ် အချို့ချိန်တွေမှာအရန်စိတ်ရကြတယ်အဲ့ဒီကလည်း ADHD တမားတွေအရန်မြန်လုံးတယ်နောက်တစ်ခုကတော့စုစည်းနိုင်တဲ့စွမ်းအားအရန်နေတယ်သူက organization ကောင်းကောင်းမလုပ်နိုင်တဲ့ခါကြတော့အလုပ်လုပ်တာဖြစ်ဖြစ်အဲ့ဒီဦးစီးဦးဆောင်ဖြစ်တဲ့ leadership နေရာမှာဖြစ်ဖြစ်ရောက်နေလို့ရှိရင်အဲ့ဒီ leadership skill ကောင်းကောင်းသူ့မှာဘလို့မှစူးစမ်းပါသေးလုံးဝမရနိုင်ဘူးเนาะနောက်တစ်ခုကတော့သူကအချိန်သားဆွဲတတ်တယ် ADHD တမားတွေခုနကျွန်တော်ပြောခဲ့ရေနော်ထင်ရှားတဲ့ဝိသေသကတော့အချိန်ဆွဲတတ်တယ်ဆိုတော့အချိန်ဆိုတာ ADHD ရဲ့ဝိသေသလက္ခဏာပဲဘလို့မှကိုက control လုပ်လို့မရနိုင်ဘူး control လုပ်လို့လည်းအဲ့အချိန်ဆွဲတာမပြောက်ဘူးဆိုရင် ADD လေလာကိုယ့်ကိုစမ်းသပ်တယ်ပေါ့နောက်တစ်ခုကတော့ relationship problem တွေပဲ ADD တမားတွေကမူဝါလဲဆွန်းနေဆွန်းဖြစ်နေတယ်တယောက်နဲ့တယောက်သူကအဓိကတော့ဗျာ ADD တမားတွေမှာ social star ဖြစ်တဲ့လူရှိတယ် social star မဖြစ်တဲ့လူရှိတယ်ဒါပေမဲ့တရားတစ်ခုကတော့လူတယောက်နဲ့အမြဲတမ်းအဆင်မပြေဘူးဒါကြောင့်မလို့ ADD တမားတွေကယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်ကြီးစားတအားများဒါကြောင့်မလို့ဒီမျိုးကြည့်ရတဲ့လူတွေမှာကြီးစားတအားများတဲ့လူတွေများရှိခဲ့ ADD တွေလာကိုယ့်ကိုစမ်းသပ်တယ်ဘဲတဲ့ဝေဘီတွေတွဲမယ်ကောင်းမလေးတပွေကြီးတွေတွဲမယ်လုံးဝ ယောက်ျားလေးဆိုလည်းတယောက်ပြီးတယောက်တွေ့မယ်မိန်းကလေးဆိုတယောက်ပြီးတယောက်တွေ့မယ်ပြီးတော့ခဏခဏအိမ်အောင်ကွဲမယ်အိမ်အောင်လေးလုံးဝအဆင်မပြေဘူးတယောက်ကွဲ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 အဲ့ဒါကိုသူတို့ဘလို့မှထိန်းချုပ်လို့မရဘူးအဲ့တော့ relationship ပြဿနာတွေတောက်လျှောက်တက်နေအဲ့ဒီလူတယောက်က ADD ဖြစ်နေတာဆိုတာကိုယ့်ကိုစဉ်းစားနေတယ်ပေါ့နော် တချို့ကြောင့်လုံးဝအောင်မရတာအဲ့နောက်တစ်ခုကတော့စေးဆွဲတာပေါ့သူတို့ကခန္ဓာကိုယ်မှာရှိတဲ့ dopamine ဓာတ်တွေပေါ့နော်မညီမျှတဲ့ခါကျတော့အဓိကစေးတွေပါဆွဲတဲ့ခါကျလို့ရှိရင်အဲ့ဒီ substance abuse တွေပေါ့ဗျာကျွန်တော်အပြင်မှာသုံးနေတဲ့ဒီ ဟိုမွေးစေးဝါးမွေးစေးဝါးသုံးတဲ့လူမှန်သူများအားလုံးဒီသူတို့ကဒိုပမင်းတွေတအားထွက်တယ်ပြီးတော့အမြဲတမ်းစိတ်ကမူတက်ကြွတယ်အေဒီဒီသမားတွေမှာမူကအမြဲတမ်းကြနေ motivation လုံးဝမရတဲ့ခါကျတော့သူတို့ကအဲ့ဒီခါကိုဒီမွေးစေးဝါးသုံးနေဖြည့်ရှင်းဖြည့်ရှင်းနေအဲ့ဒီအဖြေတွေ့ဝါးတဲ့ခါမှာမွေးစေးဆွဲဝါးတက်တယ်အရက်ဆွဲနေတာတွေမွေးစေးဆွဲနေတာတွေက ADHD သမားတွေမှာထူးထူးခြားခြားတွေ့ရတတ်တယ်ပေါ့နော်အဓိကကတော့အေဒီဒီသမားတွေက motivation အရန်နေနေတာပေါ့အဲ့ဒါတွေက ADHD သမားတွေမှာ ကြုံနေရတဲ့အခက်အခဲတွေပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဆက်ပြီးတော့ဆွေးနွေးနေတာတပိုင်းစီချက်ပြောမယ်ပေါ့နော်ကြောင်းပိုင်းမှာဘာဖြစ်မလဲပေါ့နော်ကြောင်းဆက်တက်နေတယ်သူ AD တွေလူကြီး AD တွေကကျွန်တော်ဆက်နှစ်နှစ်အချက်လို့ဆုံးဖြတ်တာအောင်အဲ့တော့ကြောင်းမှာဆိုလို့ရှိရင် score တွေရန်နည်းလာမယ် grade တွေရန်ကျလာမယ်စာကောင်းကောင်းမှမလုပ်နိုင်တာဘူးအဲ့လိုဖြစ်လာနိုင်တယ်နောက်ချက်ကကြောင်းမှာတငယ်ချင်းတွေလည်းအဆင်မပြေဖြစ်လာမယ်ကိုတယောက်တည်းတီးတန်တယောက်တည်းအထီးကျန်ဖြစ်နေမယ်အဲကျွန်တော်တို့လုံးဝသိတာပါတယ်ကျွန်တော်ကြောင်းမှာရောတက်ကူတူမှာရောကျွန်တော်တယောက်တည်းအထီးကျန်မဲ့နေရကျွန်တော်လူတွေတော့တိတ်ပြီးတော့မတိုးချင်ဘူးအဆင်မပြေဘူးလူတွေနဲ့ဆက်စားရတာအဲ့ဒါကျွန်တော် ျွန်တော်ငယ်တော့ကကိုယ့်ကိုမသိခဲ့ဘူးကြီးလာတော့မှဖြည်းဖြည်းဖြည်းနဲ့စဉ်းစားပြီးတော့အာငါ ADHD ပဲလို့ကိုယ့်ကိုသိလာတယ်အဲ့တော့ဆရာဝန်တယောက်လည်းဖြစ်တဲ့အခါကျတော့ကျွန်တော်ကကိုယ့်ကိုတော့ဒေတာပေါ့ diagnosis ရရပါတော့အဲ့တော့ ADHD ဆိုတာဒီကျွန်တော်ပြီးရင်ဆက်ပြောမှာပါသူက diagnosis ကောင်းရဖို့အတွက်ကို MRI နဲ့ CT scan တွေသွေးစစ်တာတွေလုပ်လို့မရအောင်ဖြစ်တဲ့ဖြစ်ပြအဲ့ ADHD ကို diagnosis ရဖို့ဆိုငယ်စဉ်တောင်ကြီးကလေးဘွားတွေကကြီးလာတဲ့အထိအကုန်လုံးစစ်ကြမှာစစ်ပြီးတော့ပြီးတော့ခုနကျွန်တော်ပြောတဲ့အချက်တွေကိုအကုန်လုံးကြီးရမှာကျွန်တော်ပြောတဲ့အချက်တွေအကုန်လုံးရှိရတာမလို့ဘူးဒါပေမဲ့ ကာလကြာရှည်ဖြစ်နေပြီကိုယ့်ကိုယ်လည်းထိန်းချုပ်လို့မရအောင်ဆိုဒါ ADHD ပြဿနာပဲဗောနော်ဒါအကြောင်းပါဗောနော်နောက်တစ်ခုကကျွန်တော်အလုံးပါအလုံးမှာပြဿနာခဏခဏတက်နိုင်တယ်အလုံးတစ်ခုပြီးတစ်ခုပြောင်းရနိုင်တယ်အလုံးချိန်ဒီပါရဲ့ပေးချာကိုမမှန်လို့ကျွန်တော်ပြောခဲ့တယ်အလုံးကလူနဲ့အမြဲတမ်းပြဿနာတက်နိုင်တယ်တေချာကတော့အလုံးရှင်နဲ့ပြဿနာတက်နိုင်တယ်အချင်းချင်း classmate ချင်းပေါ့နော်ဒီ college ချင်းနဲ့ပြဿနာတက်နိုင်တယ်ပေါ့နော်အဲ့ဒါပြဿနာရှိတယ်ဘဝမှာဆိုလို့ရှိရင်ဘာခဏပြဿနာတက်နိုင်လဲဆိုခုနကပြောကားမောင်းရဲ့ကားခဏခဏတိုက်မယ်တော်တော့ကားလိုင်းစင်းဒီမှာတိန်းခံရနိုင်တယ်ပေါ့နော်နောက်ချက်ကဒီ ်ငွေစီဆွဲတာဖြစ်လာနိုင်တယ်။နောက်ချက်ကသူ့မှာပတ်စံအများအားပြတ်နေမယ်။ဘာလို့လဲဆိုအများအားသူပတ်စံသုံးဖြုံးကျင်နေတာလေ။တကူဆိုရင်ဂမူရှူတို့နဲ့လုတ်ပလိုက်တယ်ဝဲပလိုက်တယ်ဘာမှမစဉ်းစားတော့ဘူး။တကူဆိုနောက်ဆက်တည်းမှာပတ်စံမရှိမှတည်တဲ့တန်းနဲ့သူ့လိုချင်တာတွေကိုဆွတ်ဆက်ဝယ်နေရမယ်။အဲအဲ့လိုမျိုးတွေပေါ့နော်။အဲ့တော့ဘွားမှာနောက်တစ်ချက်ကသူကအမြင်နဲ့စိတ်ပိုင်းဆိုင်ရာစိုးရိမ်မှုတော့ကရောက်နေပြီးတော့အမြင်နဲ့စိတ်သက်ကြနေလိမ့်မယ်တဲ့နောက်တစ်ခုက relationship ပြဿနာမှာဆိုလို့ရှင်တော့သူဒီအိမ်တော်ရဲ့ပြဿနာတက်နိုင်တယ်နောက်တစ်ချက်ကဒီ ကြီးသားတယောက်ပြီးတယောက်တွဲတာဖြစ်နိုင်တယ်နောက်ချက်ကခဏခဏအိမ်အောင်ကြနိုင်တယ်ခဏခဏအိမ်အောင်ကွဲနိုင်တယ်အဲ့လိုအခက်အခဲတွေကြုံရနိုင်တယ်အခုကျွန်တော်ပြောတဲ့အခက်အခဲတွေကျွန်တော်ပြောတဲ့လက္ခဏာတွေကို့မှာကာလကြာချင်းရှိနေပြီဆိုလို့ရှိရင်ကျွန်တော်ပြောတဲ့ဆယ်ယောက်တည်းကတယောက်များကိုဖြစ်နေပြီလားဆိုတာကိုဆရာဝန်နဲ့တည်တည်ဆရာပြတင်ပြီးတော့တည်တည်ဆရာနဲ့ကိုယ့်ရဲ့ယောဂနာမည်ကိုရှာတင်ပါတယ်ပေါ့နော်အဲ့တော့ဒီ ADHD ယောဂကိုကုလို့ရလားဆိုတော့ပြောရရင်တော့ဗျာဒီကောင်ကယောဂလို့တော့ပြောလို့မရတဲ့ခါကျတော့ဒါကုလို့မရပါဘူးနော် ခုလိုမရဘူး ADD တွေတသက်လုံးကိုယ်နဲ့တူရှင်တွဲနေမဲ့အာရုံကြောပြဿနာဖြစ်ပါတယ်ဆိုတာအရင်ဆုံးစပြောပြခြင်းပါတယ်ဗျာနော်အဲ့တော့ကုသရလို့ပြောတဲ့ခါမှာယောဂလက္ခဏာကိုတတ်တအောင်လုပ်တွေ့ရတဲ့သဘောပဲဒူပါမင်းဓာတ်တွေမညီမျှတာညီမျှအောင်ပြန်လုပ်ပြီးတော့ကျွန်တော်တို့ကအဲ့တက်ကြွနေတဲ့အားတွေစိတ်တွေခဏမငြိမ်ဖြစ်နေတာခဏတာငြိမ်တအောင်လုပ်လို့ရတာဗျာနော်ခလေးတွေခဏမငြိမ်ဖြစ်တယ်ဆိုလို့ရှိရင်အဲ့ဆေးလေးကြားလိုက်တယ်၈နိုင်တော့သွားခံတယ်ကြောင်းတက်နေတဲ့အချိန်မှာကောင်းကောင်းလေးနေနာလို့ပြေးလိုက်တာပြန်လာတဲ့သူကအဲ့ဆေးပြေသွားတယ်ခဏမငြိမ်ပဲဖြစ်မှာပဲအဲ့ဒီမှာမှသူကဆေးမှာနှစ်ပိုင်းရှိတယ်စတီမြူလန့်နှစ်ပိုင်းရှိတယ် non stimulant ဘိုင်းရှိတယ်။အဲ့တော့ stimulant ဘိုင်းတွေကတော့များသောအဖြစ်ကျွန်တော်တို့ပေးတာဒီ retardant ဆိုတဲ့စီကိုပေးနေပေးတာရှိတယ်ပေါ့နော်။အဲ့တော့ဒီကောင်ကလည်းပြဿနာအဲ့ stimulant ခြားစိတ်လည်းရှိတယ်ကဲနော်။အဲ့တော့အဲ့ကောင်တွေကဘာပြဿနာရှိလဲဆိုတော့ဆွဲတက်တယ်။ဆွဲတက်တယ်။သူကမွေးရည်စေးဝါးပုံစံနဲ့မှပါတယ်။ဒါကြောင့်မလို့ နောက်ပြီးဆေးအာရီနံကြာကြာမခံအောင်ခဏခဏပြန်ပြီးတော့လိုတက်တယ်ပေါ့နော်အဲ့တော့ကြာကြာမခံဘူးအဲ့တော့ပြဿနာရှိတယ်ဆေးအာရီနံပြန်ပြန်ငိုတိုင်းပြန်ဖြစ်မှာပဲအဲ့တော့နောက် NAD2 မြင့်လိုက်နေကြတော့သူကများသောအားဖြင့် anti depressant တွေပေါ့စိတ်ကြယောဂဝေဒနာတွေမှာသုံးတဲ့ဆေးတွေဖြစ်တဲ့ကြောင့်မလို့ဆေးပုံမိခိုးတာဖြစ်နေပြဿနာရှိနေတယ်အဲ့တော့ဒါတွေသုံးလို့မရဘူးလားရတယ်ကျွန်တော်နောက်ပိုင်းမှာဒီ ADHD နဲ့ပတ်သက်ပြီးတော့ဗီဒီယိုတွေအများကြီးထပ်တင်ပေးဖို့ရှိတယ်ဘာလို့ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်း ADHD တမဖြစ်တဲ့ကြောင့်မလို့ ADHD နဲ့ပတ်သက်ပြီးကျွန်တော် sharing လုပ်ပေးနေတာတွေအများကြီးရှိတယ်ပေါ့နော်အခုတော့ကျွန်တော်ဒီလောက်ပဲကျွန်တော်ပြပြပေးသွားမှာပေါ့နော်အဲ့တော့ အဲ့ဒါထက်ပိုအရေးကြီးတာကတော့ကိုပတ်ဝန်းကျင်မှာရှိတဲ့ကိုမိတ်ဆွေတငယ်ချင်းတွေမိသားစုတွေနားလည်မှုပဲသူကစိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့်စိတ်ပိုင်းဆိုင်ရာနဲ့ပြန်ပြီးကုသလို့ရတယ်အဲ့တော့အောင်ဆွမ်းမှုအားနေလို့ရှိရင်တရားထိုင်တာပါညာမျိုးစိတ်အေးချမ်းအောင်နေတာမျိုးအဲ့ဒါနဲ့အဆင်ပြေတယ်အဓိကတော့ကျွန်တော် CBD လို့ကျွန်တော်တို့ပြောကြတယ် Cognitive Behavioral Therapy ပေါ့အဲ့ဒါကတော့ ADHD ပဲတီးတန့်ကူတဲ့ specialist တွေရှိတယ်ကျွန်တော်နိုင်ငံမှာတော့ ADHD specialist တီးတန့်တော့ကျွန်တော်တော့မကြဘူးသေးဘူးเนาะဒီ autism တွေတော်တော်တီးတန့်ရှိတယ်ဗောနော်ဒီ autism နဲ့ ADHD เนี่ย spectrum ကြီးကတိတ်မကွာဘူးသူတို့နှစ်ကောင်ကလည်းနည်းနည်းနီးစပ်တယ်တချို့ဆို autism နဲ့ ADHD နဲ့တွဲနေရအောင်ရှိတတ်တယ်ဗောနော် autism တော့ချူကြဘူးကြမယ် ADHD တိတ်မကြဘူးကြအောင်ဒါနှစ်ခုကတိတ်မကွာဘူးဆိုတာပြောနေတယ်အဲ့နှစ်ခုကြားထဲမှာ spectrum ပေါပါလေးပဲခြားတယ်အဲ့တော့ ADHD specialist တွေကကျွန်တော်ဆရာဝန်တွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်တခြားလူတွေလည်းဖြစ်နိုင်တယ်အဲ့တော့သူတို့တွေကသင်ရှာနဲ့ စိတ်ပိုင်းဆိုင်ရာကို train မိတယ်ကိုကိုကိုယုံကြည်မှုဖြစ်လာအောင်လို့ပေါ့နော်ခုနကျွန်တော် ပြောတဲ့အခက်ခဲတွေအားလုံးတော့ပြေလည်အောင်လို့စေးနဲ့ကုတာတက်ကိုအဲ့ဒီဒီ behavioral therapy ကပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲ့လိုပြောကြတယ်နောက်ပြီးတော့ဒီ specialist တွေကဒီ channel နဲ့သူတို့ train ပေးမယ်ကျွန်တော်ဒေချာနဲ့လုပ်ပေးမယ်ဆိုလို့ရှိရင်ဒီ ADHD သမားတွေကပျောက်တော့မပျောက်သွားဘူးဒါပေမဲ့ ADHD နဲ့ပတ်သက်တဲ့ခုနအခက်ခဲတွေကအတိုင်းတာတစ်ခုထိရောသွားနိုင်တယ်နောက်ချက်က ADHD နဲ့တွဲဆက်ဖြစ်လာနိုင်တဲ့စိတ်ရောဂါပါညာနဲ့အများကြီး ပြောက်ပြင်းနိုင်ရင်လို့ကျွန်တော်ပြောချင်ပါတယ်ဗောနော်အဲ့တော့ကုသမှုတွေကတော့အများကြီးရှိပေမဲ့ ADHD ဒီကိုနဲ့တစ်သက်လုံးရှင်တွဲနေထိုင်ရမယ့်ယောဂဖြစ်တယ်ပြီးတော့ကိုယ်ပတ်ဝန်းကျင်မှာကျွန်တော်ပြောတဲ့လက္ခဏာတစ်ခုခုနဲ့မြန် ADHD လူနိုင်နဲ့တွဲခဲ့မယ်ဆိုရင်ကိုယ်မိသားစုတွေမှာရှိခဲ့မယ်ဆိုရင်ပို့ပြီးတော့နွေးနွေးထွေးထွေးနဲ့ပို့ပြီးတော့အားပေးကြပါလို့ပြောရင်းနဲ့ပဲကျွန်တော်ဗီဒီယိုညီကုန်းချုပ်လိုက်ပါတယ်ဒီဗီဒီယိုကြည့်ရတဲ့သူအနေနဲ့ပဲလူကြီး ADHD အကြောင်းကိုကောင်းကောင်းသိသွားမယ်လို့ပြောနေပါတယ်ကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့ဆယ်ယောက်သော theme ကိုတယောက်မြန်ပါနေသလားဆိုတာလဲစမ်းစစ်ကြည့်နိုင်မယ်လို့ကျွန်တော်ပြောနေပါတယ် ီလိုဗီဒီယိုလေးကိုမြန်မြန်တင်ဆက်ပေးမှာမလို့ကျွန်တော်တို့ရဲ့ AN channel ကိုမြန်မြန်စောင့်မျှော်အားပေးကြပါလို့ပြောနေတယ်ပဲနှုတ်ဆက်လိုက်ပါတယ်ကျွန်တော်ကတော့ AN channel မှာကြမ်းမိုက်ဘူးဆိုတာမြန်မြန်တင်ဆက်ပေးနေတယ်ဒေါက်တာယူဝဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုကြမ်းပြတွေ့ရမယ်နော်